Hello everyone, how are you? I'm fine. And you? Okay, this is teacher Emo. Today we are going to learn about be subject pronoun. So do you know but to be and subject pronouns? Now please think about but to be and subject pronouns. Do you know now? Okay, but to be R is MR was where being being. Subject pronouns are I, we, you, they, he, she, it. Okay, ဒါဆိုရင်ဒီချေတော့ဒီနေ့က but to be ရဲ့ subject pronoun ရဲ့အတုံးနှုံးလေးတွေကိုလေ့လာကြည့်ကြမယ်။အဲ့တော့ but to be ဆိုတာပါလေ but to be ဆိုတာက is MR was where being being. BEMB was where ကကြတော့ဒါ batch အတွက်ပေါ့ past tense BEMB က battery and BING being ကကြတော့ဒါက BFING ပေါ့ဟုတ်ပြီနော်ဒါဆိုအခုတချို့ကိုတင်ငန်းစာကတော့ simple present battery တင်ငန်းစာကိုလေ့လာရမှာဖြစ်တဲ့အတွက် SMR ကိုပဲအတိအကသိရမယ် subject pronouns တွေကကြတော့ i we you they he she it အဲ့လိုလေးအစင်လိုက်ချက်ပေးထားရတယ်เนาะ i we you they he she it တကယ်တော့ you ကနှစ်မျိုးပါရမှာပေါ့ you တင်တီလည်းပြောလို့ရတယ်လို့တင်တို့တီလည်းပြောလို့ရတယ် singular and plural เนาะသူကနှစ်မျိုးစလုံးသုံးလို့ရပါတယ်အဲ့တော့အဲဒီသင်ခန်းစာမှာဆိုရင်တီချယ်တို့ကဘာလို့ bad to be subject pronoun ကိုတွဲတင်တာလဲဆိုလို့ရှိရင် အဲတီချာတို့တွေအိုင်နဲ့ဆိုရင်ဗာနဲ့ဘယ်လိုဘက်ချူဘီနဲ့တွဲတော့ရမှာလဲယူနဲ့ဆိုရင်ဗာနဲ့တွဲတော့ရမှာလဲယူနဲ့စသည်ဖြင့်ဝီနဲ့ဒေနဲ့ဟီနဲ့ရှီနဲ့အစ်ထနဲ့စသည်ဖြင့်ဘယ်လိုမျိုးဆိုရင်ဘက်ချူဘီတွေနဲ့တွဲတော့ရမှာလဲဆိုတာသင်မှာဖြစ်တဲ့အတွက်ဒီသင်ခန်းစာမှာဘက်ချူဘီ subject pronouns မှာဒါထည့်ထားရခြင်းဖြစ်တဲ့အဓိကသူ့ရဲ့ဒီ title ကတော့ simple present back to be ပေါ့ဒါပေမဲ့ဒီချက်ကဒီမှာ be subject pronoun လို့ပဲဒါပြထားတယ်เนาะ ဒါဆိုရင်ဒီချေရိုအိုင်ကိုဘယ်သူအတွက်သုံးမှာလဲကိုကိုကိုပြောတဲ့အခါသုံးမှာပေါ့ဟုတ်ပြီနော်ဒါဆိုရင် I we ဒါဆိုရင် we ဆိုရင် we ဆိုတာကျွန်တော်တို့ကျွန်တော်တို့ဒီဖြစ်တဲ့အတွက်ကျမတို့ဒီဖြစ်တဲ့အတွက်ငါတို့ဒီဖြစ်တဲ့အတွက်ကိုလဲပါတယ်လို့တခြားသူလည်းပါတယ်เนาะကိုပါတယ်တခြားသူပါတယ်ကိုပါတယ်တခြားသူပါတယ်ဒါဆိုရင် you အာ sorry we နောက်ခု you you ကကြတော့ min min တို့ဒါကိုယ့်ရဲ့အရှိကသူတယောက်ကို min လို့ပြောမယ် min အများကြီးဆိုရင် min တို့လို့ပြောမယ်ဒါဆိုကိုမပါတော့ဘူးပြီးရင် they they ဆိုတာသူတို့ဒီကိုကကိုယ့်အရှိကသူကိုတခြားသူတွေအကြောင်းကိုပြောချင်တယ်ဆိုရင်ဒါက they လို့တောင်းမယ်နော်ပြီးရင် he for boy or man နော် he ကယောက်ျားလေးတွေယောက်ျားကြီးတွေပေါ့နော် she uh, we use she's for yes care women uh, we use ith for animals or things အရာဝတ္ထုတစ်ခုเนาะ it ဖြစ်တဲ့အတွက်အရာဝတ္ထုတစ်ခုသို့မဟုတ်အဲ animals တစ်ကောင်တရိစ္ဆာန်လေးတစ်ကောင်ဆိုရင်လည်း ith ကိုသုံးရမယ်အဲ့တော့တရိစ္ဆာန်လေးတစ်ကောင်ကို ith တရိစ္ဆာန်တွေအဲအရာဝတ္ထုတစ်ခုဆိုလို့ရှိရင် ith သုံးပြီဟုတ်ပြီဒါဆိုရင်တရိစ္ဆာန်တွေအများကြီးเนาะအရာဝတ္ထုတွေအများကြီးဆိုရင်ရောဘယ်လိုသုံးမလဲ for example books uh, uh, docks like this trees အဲဒါမျိုးတွေပေါ့နော်အဲသူတို့တွေအများတရိစံတွေပဲဖြစ်ဖြစ် animals တွေပဲဖြစ်ဖြစ်အများဆိုရင်ဒေပဲတောင်းရတယ်လူပုပ်ကိုကောအရာဝတ္ထုတွေကောတရိစံတွေကောကအများဆိုရင် THY ဒေဒါဆိုရင်ဂျေရိုမှတ်ရမယ်ဆိုရင် i ကတော့ချွင်းချက်အနေနဲ့ကိုကိုကိုပြောတာနော်သူကတော့အဲတယောက်တည်းလို့အသက်မှတ်လို့ရတယ်ဒါပေမဲ့တချို့စကလုံးတချို့ buff တွေနဲ့ကြတော့သူက buff အများနဲ့တွဲတုံတယ်နော် ဲ့တော့အိုင်းကကျေတော့ခုနပြောသလိုအဲကိုကိုကိုပြောမယ်ဒါဆိုလို့ရှိရင်ဘတ်ကျူဘီပါနဲ့တွဲတော့မှလည်းပြီးရင်နောက်အဲမဆက်ပြောမယ်နော် ပြီးရင် we you they the we for singular ပေါ့နော်ဒါအများဖြစ်တယ်ကိုပါတယ်တခြားသူပါတယ်ကိုပါတယ်တခြားသူပါတယ်ဆိုတော့အဲဥပမာအဲ my brother and i เนาะ my friends and i like this ပြီးရင် you you ကတော့အရှိကိုအရှိကသူတယောက်တည်းအတွက်လည်းသုံးတယ်အများအတွက်လည်းသုံးတယ်အဲ့တော့အနေအများဒါပေမဲ့ you သည်ဘာနဲ့ပဲကိုကတွေ့သုံးမယ်လို့သိရမလဲအဲ့ဒါလည်းနောက်တစ်ခန်းမှာပါပါမယ်နောက်တစ်ခု he she it က singular အနေနဲ့ဖြစ်တဲ့အတွက်ကိုဗာနဲ့တွဲသုံးမလဲ smr ရဟုတ်ပြီနော်အဲ့တော့ခုနတီချေပြောသလိုပဲ bad to be ဒီအကိုတိထားရမှာက smr was where been been ဒါပေမဲ့အခုသင်ခန်းသားဒီ simple present ဖြစ်တဲ့အတွက် smr ကိုပဲဒါကမှတ်ရမယ်ဟုတ်ပြီနော်အဲ့တော့ i subject pronouns က i we you they he she it but to be က is am are was where be been ကဲဒါဆိုရင်နောက်တစ်ခုကြည့်ရအောင် uses ဆိုတော့ဒီ battery တွေကိုဘယ်လိုနေရာတွေမှာသုံးပါလဲ so we use battery to describe or tell the conditions of people things places and ideas for example the subject age nationality and job or other traits ဲ့တော့ဒီ battery တွေကိုဒီလူပုတ်လူတွေရဲ့အခြေအနေပေါ့နော်အခြေအနေတွေကိုပြောပြရမှာဖြစ်ဖြစ်ဖော်ပြရမှာပဲဖြစ်ဖြစ်ပြီးရင်အရာဝတ္ထုတွေလူတွေအရာဝတ္ထုတွေဒါမှမဟုတ်လို့ရှင်လည်းပဲနေရာတွေ ideas တွေ ဲ့ဒီ ideas တွေတော့နေရာတွေအရာဝတ္ထုတွေလူတွေရဲ့အခြေအနေတွေကိုပြောပြရမှာဖော်ပြရမှာ battery ကိုသုံးတယ်ပြီးလို့ရှိရင် for example subjects age ပေါ့နော်လူတွေရဲ့ဒါ he i will you they he she it get that age တွေတော့အသက်တွေကိုပြောတဲ့အခါမှာ nationality နိုင်ငံသားလူမျိုးเนาะအဲ့ဒါကြီးပြောတဲ့အခါမှာပြီးရင်ကိုယ့်ရဲ့ job အလောက်အကိုင်းတွေအကြောင်းပြောတဲ့အခါမှာ all other tricks တခြားသောအဲဇရိုက်အဲတရုတ်ပြေပေါ့နော်ပြောတဲ့အခါမှာလည်းသုံးတယ်ဒီ tricks ကဥပမာဆိုရင်အရက်ရှိတာပူတာဝါတာလှတာစသည်ဖြစ်ပေါ့နော်အဲဒါတွေမှာဒီ bad to be ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဒါက usage ပေါ့နော် bad to be ကိုဘယ်လိုနေရာတွေမှာသုံးပါလဲဆိုတဲ့ဟာပေါ့ okay နောက်တစ်ခုကြည့်အောင် ကဲနောက်တစ်ခုကတော့ပုံစံပေါ့နော်ပုံစံဆိုတော့ကြာတော့ဒီခေါင်းစဉ်တစ်ခုဒီ grammar မှာဆိုလို့ရှိရင်ပေါ့ခေါင်းစဉ်တစ်ခုတစ်ခုစီတိုင်းမှာသူ့မှာပုံစံ၃မျိုးစီရှိတယ်အများသောအဖြစ်ပေါ့နော်ဗာရီလဲဆိုလို့ရှိရင် positive negative and question ပေါ့နော် short question ပေါ့နော်အဲဒီမေးအဖြေအမေးအဖြေ yes or no မေးခွန်းနဲ့ပြီးလို့ရှိရင်ဒီအဟုတ်ဝါကြရဲ့အငင်းဝါကြရဲ့ဆိုပြီးတော့၃ခုရှိတယ်အဲ့တော့ပထမအဆုံးအနေနဲ့ positive နော်အဲအဟုတ်ဝတ်ကြပေါ့အဟုတ်ဝတ်ကြပြောတဲ့အခါမှာဒါကတော့အနောက်က sentence အရှိတွေပြေးမထားဘဲနဲ့အဓိကသိရမယ့်အချက်က i ဆိုရင်ကိုကိုကိုဆိုရင် i am i am သူရဲ့ short form ဒီ i'm 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 we ဆိုရင်အများဖြစ်တဲ့အတွက် are နဲ့ပဲသုံးပါမယ် we are we are we are ပြီးနောက်တစ်ခုက you ဆိုရလဲအတိတင်လို့ပြောလဲပဲ are နဲ့ပဲသုံးမယ် တင်တို့လို့ပြောလည်းပဲအားနဲ့ပဲသုံးမယ်အဲ့တော့ you are your နောက်ခု they အများဖြစ်တဲ့အတွက်သိကြပါရစေ ai အားနဲ့ပဲတွေ့သုံးမယ် they are their နောက်ခု he she it သည် singular အနည်းဖြစ်တဲ့အတွက် is is တင်နဲ့ပဲတွေ့သုံးမယ် he is he's she is she's it is is he is he's she is she's it is it's အဲ့တော့ short form လေးတွေကိုအတန်လေးပြန်ပြီးတော့စုပြပေးမယ်နော် I'm we're your there he's she's it's okay ဒါဆိုရင် next one နောက်တစ်ခုက negative နော် negative ဆိုတော့ဒါကအငင်းဝကြတွေအငင်းဝကြတွေဆိုရင်တော့ဘာမှမခက်ပါဘူးအဲ့ဒီ msr ရဲ့နောက်မှာ not not လေးတွေထည့်လိုက်အောင်ပါပဲ I am ဆိုရင် I'm not I am not เนาะသူရဲ့ short form ဒီ I'm not we are not we're not we aren't များသောအားဖြင့်အသုံးများတာကအဲဘာဘာကိုဘာကိုအာတန်တယ်ပေါ့နော်အဲကျမဆိုလို့ရှင်ကတော့အတီချေဆိုလို့ရှင်ကတော့ we aren't လို့နော်ဒါတီချေအသုံးနေ we aren't you aren't they aren't now we're not you're not they're not အဲ့လိုလဲသုံးလို့ရတယ်နော်နောက်တစ်ခု you are not ဆိုရင် you're not you aren't they are not ဆိုလို့ရှင် they're not they aren't he is not he's not he isn't she is not she's not she isn't it is not it's not it isn't it isn't ဒါမျိုးလေးတွေတောင်းနေနော်ဒါက negative အတွက်ပါကဲနောက်တစ်ခုကကြတော့ question သွားရအောင် question ကလည်းပဲ amiss ာဒီ ဘက်ထရီက SMR မလားဒါပေမဲ့ MSR SMR တိုက်တယ်လို့မှတ်လို့ရပါတယ်ကိုအဲဒီကိုအားတန်ရအားတန်ရနဲ့မှတ်ပေါ့နော်အဲ MSR SMR ဒါ question လုပ်ချင်လို့ရှိရင်အဲ့ဒီ MSR SMR ကိုအရှိကိုထုတ်လိုက်ရုံပဲဥပမာဆိုလို့ရှိရင်ခုနကတော့ positive ပါ I am လို့ပြောတယ်မလား I am ဒါဆိုရင်ကိုကမိကွန်းလုပ်ချင်တယ်ဆိုရင် am I am I နောက်ခုအဲ့လိုပဲ we are လို့သုံးတယ်မလားဒါဆိုရင်မိကွန်းလုပ်ချင်အားကိုရှေ့ထုတ်မယ် are we နောက်ခု you are လို့ပြောတာကို are you they are လို့ပြောတာကို are they is ဟမလေးကိုအရှိကိုထုတ်ရုံပဲဘာမှမခက်ဘူးဟုတ်ပြီနော်နောက်ခုအဲ့လိုပဲ he she it the he is she is it is သုံးတယ်မလားဒါဆိုရင်မိကုန်လောက်ချင်လို့ရှင် i s is တွေကိုအရှိဆုံးကိုထုတ်လိုက်ရုံပဲ is he is she is it is it နော်ဒီရဲ့အတန်လေးကိုတခြားနေမှာပါ is it ဒါဆိုရင် short answer ပြန်ပြတဲ့အခါမှာကိုကိုကိုမီးတယ်ဆိုရင်ဥပမာ am i a teacher ငါကဆရာမတယောက်လားကျွန်တော်ကဆရာတယောက်လားကျမကဆရာမတယောက်လားဒါဆိုရင်တစ်ဖက်သူကနေပြီးတော့ပြောမှာပေါ့ yes you are နော် yes sorry yes you are yes you are အတိကဒီမှာသတိထားဖို့က short answer တွေဖြေတဲ့အခါမှာနော် yes your အဲ့လိုဖြေလို့မရဘူး yes you are ဟုတ်ပြီနော်မဟုတ်ဘူးဆိုရင် no you aren't yes အဖြေဒီမှာဆိုရင် why are you post to be re အဲ i post.bm အဲ့လိုရေးဖြေလို့မရပါဘူးသူကအပြည့်ဖြေပေးရမယ်နော် yes you are no you aren't အဲ့လိုပဲအဲတစ်ဖက်သူကနေကိုကစားထားပါတော့ကိုကမေးလိုက်ပြီသူများကိုမေးလိုက်ပြီ are we အာ students ငါတို့တွေကအပေါင်းသားတွေလား are we students ဒါဆိုကိုလည်းပါတယ်တခြားသူလည်းပါတယ်ဒါဆိုတစ်ဖက်သူကဟုတ်တယ်ဆိုရင် yes you are မင်းတို့တွေကဟုတ်တယ် and no you aren't မင်းတို့တွေကမဟုတ်ဘူးဒါမျိုးပြန်ပြေမှာပေါ့နောက်တစ်ခုသူများကိုကိုကမင်းမယ် are you a student မင်းကအပေါင်းသားတယောက်လားအဲတစ်ဖက်သူကပြန်ပြေမယ်ငါကဟုတ်တယ်အပေါင်းသားပါဆိုရင် yes i am မဟုတ်ဘူး i am not i'm not i'm not ပြန်ပြေလို့ရပါတယ် ောက်တစ်ခုက are they နဲ့ question မြင်မယ်ပေါ့ are they bidders are they bidders နော်သူတို့တွေကဒါဆောက်လို့ရေးသမားတွေလားဆိုရင်အာဟုတ်တယ်သူတို့တွေကဟုတ်တယ်ဆိုရင် yes they are no they aren't နောက်တစ်ခု is he a is he a doctor is he a doctor အဲသူကဆရာဝန်တယောက်လားအဲဟုတ်တယ်ဆိုရင် yes he is မဟုတ်ဘူးဆိုရင် no she he isn't နောက်ခုအဲ့လိုပဲ is she is she tall သူမအရက်ရှည်တာလားခုနကတော့အရှိမဘလို့အခြေအနေမျိုးမှာမေးရတယ်သုံးရတယ်ဆိုတာပြောပြပါရနော်အဲ့တော့ဒီအနောက်မှာ adjective to noun နေနဲ့ထည့်ပြီးတော့ဒါကမေးလို့ရပါတယ်အဲ့တော့ဟုတ်တယ်ဆိုရင် yes she is မဟုတ်ဘူးဆိုရင် no she isn't နောက်ခု is it um is this short is this tall is this long စသည်ဖြင့်ကိုကြိုက်တာနဲ့ကိုမေးလို့ရရနော်ဟုတ်တယ်ဆိုရင် yes it is မဟုတ်ဘူးဆိုရင် no it isn't no it isn't okay ဒါဆိုနောက်ခုကြည့်အောင်နောက်ခုကတော့ wh question နဲ့ but to be နဲ့တွဲသုံးတာအဲ wh နဲ့ but to be နဲ့တွဲသုံးတာလည်းပဲအဲ wh လေးတွေကိုကိုမေးချင်တဲ့ wh လေးတွေကိုအရှိလေးမှာထားလိုက်အောင်မယ်နောက် wh question နဲ့မှာ how နေလဲပါတာကိုသတိပြုပါနော် how နေလဲထည့်ရမယ်ဒါဆိုရင်ချဲတို့ကအဲ ိုကိုကိုမေးပြီး Who am I? ငါကဘသူလဲ?အတိတ်မိနေပဲဆိုပါစို့ Who am I? အစသည်ဖြင့်နောက်ခုက Where are we? ငါတို့ဒီဘယ်နေရာမှာလဲ? Where are we? ခုနအရှိရလို့ပဲเนาะ WH လေးတွေကိုအရှိထည့်ရုံပဲမေးခွန်းလုပ်ချင် M N R D S တွေကိုအရှိမှာဒါလီထုတ်လိုက်ရုံပဲအဲဒီ subject pronoun တွေကအနောက်တွေရောက်သွားတဲ့တတိထားမယ်เนาะနောက်ခု How are you? နော်မင်းနေကောင်းလားအခု quarter သည်အဲ့ဒါတွေကဘာတွေလဲဝင်မှာကိုမတိရဲ့အရာတခုအများအရာအများကြီးကိုလက်ညှိုးထိုးပြီးတော့ quarter သည်နောက်ခုအဲသူကဘာသူလဲ who is he who is he နောက်ခုသူမဘယ်နေရာမှာလဲ where is she where is she နောက်ခုအချိန်ဝင်ပြီးတော့မယ်ဆိုရင် what time is it what time is it အချိန်ပဲအချိန်ရှိပြီလေစသည်ဖြင့်ဒါကမေကွန်လေး WH နဲ့ဒါမေကွန်လေးဒီအဲနဲ့ back to b နဲ့ subject pronoun နဲ့ဒီလိုလေးတွေ့တုံလို့ရတာကိုအာရပြီလို့ထင်ပါတယ်ဒီချေရှင်းတာမြန်နေဆိုလို့ရှိရင်လည်းပဲဒီသင်ခန်းစာကိုထပ်ခါတစ်ခါနဲ့ပြန်ပြီးတော့ကြည့်မယ်နော်โอเคဒါဆို exercise တွေလုပ်ကြည့်အောင်ကဲ exercise 1 read and write one and two are them for you one and two ကမင်းတို့အတွက်လောက်ထားပေးပြီးသားအဲ့ဒါဘာလို့ရမှာလဲဆိုရင်ကျေတို့ကဒီ subject အရှိဆုံးက subject names တွေကိုကြည့်ပြီးတော့အယောက်ျားလေးဆိုရင် uh we use he write for boy And make အမေကလေးဆိုရင် we use she uh, for girl for singular အဲ uh, for singular uh, animal singular ဆိုရင် it ပေါ့เนาะပြီးနောက်ခု thing singular ဆိုရင်လည်း it ပဲအများဆိုရင်เนาะ အဲကိုမဟုတ်ဘူးကိုမပါဘူးတခြားသူတွေပဲပါတယ်အများကြီးဆိုရင် they ကိုလည်းပါတယ်တခြားသူလည်းပါတယ်ဆိုလို့ရှိရင်ဘာသုံးမလဲ we ဒါဆိုရင်ကလေးတွေအများကြီးဆိုရင်ရောဘာသုံးမလဲပြီးနောက်ခုအဲအကောင်လေးတွေအများကြီးဆိုရင်ရောဘာသုံးမလဲကဲဖြည့်ကြည့်အောင်နော်နောက်မှဖြည့်ပါတယ်နော်ဒါပေမဲ့အဖြည့်ကိုအဲဒီဗီဒီယိုဒီနားမှာရက်လိုက်ရက်ပြီးလို့ရှိရင် ကိုပါကိုဖြည့်မယ်နော်ဖြည့်ကြည့်ပြီးတော့မှအဖြည့်ကြည့်အောင် โอเคဖြေလေးကြည့်အောင်ကဲ all correct အကုန်လုံးမှန်လားအာဟုတ်ပြီဒါဆိုရင်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကြည့်ရအောင်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုက fill in the blanks with the correct form of the verb to be အမစ်စာအမစ်စာလေးတွေထည့်အောင်မယ်ကျေကုနာအရှိမရှင်းပြခဲ့တာတွေနားလေတယ်မလားနားလေရင်ဖြေမယ်နော်ပြီးရင်အဖြေလေးကြည့်ကြမယ်မန်ဂျာလာ Okay now exercise 3 Each sentence has a mistake correct them နော်ဒီ sentence တစ်ခုစီတိုင်းမှာအမှားလေးတွေရှိတယ်အဲ့ဒါကိုအမှန်ပြင်ပြရမယ် For example number 1လေးချက်အရင်ဖြည့်ကြည့်မယ်နော်ဖြည့်ပြပေးမယ် She's and my sister တဲ့ဟုတ်လို့လား she နဲ့ဆိုရင် am am နဲ့တွဲတာလား No right မဟုတ်ဘူးနော်ဘာနဲ့တွဲရမှာလဲ is Okay ဒါဆိုရင်ပြန်ဖြည့်မယ်ဆိုရင် she is my sister အောက်က sentence လေးတွေလည်းအဖြေမှန်လေးတွေရေးကြည့်မယ်နော်ပြီးရင်အဖြေကြည့်ကြည့်အောင် ကဲဖြစ်တိုက်မယ် accurate မလား okay next exercise 4 turn the following statements into question so you have to make a question နော် question နေလောက်ရမယ်အဲ့တော့ခုနတချက်ရှိမှသင်ခဲ့တယ်မိကွန်းလုံးမယ်ဆိုလို့ရှိရင် is mr ကိုအရှိကထုတ်ရမယ်လို့ပြောရမလားအရှိကိုပြန်ထုတ်ပြရမယ်ဒါဆို number 1မှာဆိုရင် he is ဆိုရင်မိကွန်းလုပ်ချင် is he boy is he my teacher like this Okay, that's all. Let's look at the answer. All correct? Mela. Exercise 5ကတော့အဖြေလေးတွေကိုဒါကိုယ့်ဘာကိုဖြည့်ကြည့်နော်ဒါတာမီမီမီတို့ရဲ့ဒါအဖြေကကိုယ့်ရဲ့အဖြေပဲဖြစ်တဲ့အတွက်ဒီချက်ကအဖြေမှန်ပြမထားဘူးနော် Number 1 How old are you? အသက်ဘယ်လောက်လဲ What time is it now? အခုအချိန်ဘယ်နာရီရှိသွားပြီလဲပြန်ဖြစ်ရင်ဥပမာ is 4 o'clock is 2 o'clock စသည်ဖြစ်ပေါ့နော်အဲ what is your teacher မင်းရဲ့ဆရာမဘယ်နေရာမှာလဲ how tall is your friends တငယ်ချင်းကအရက်ဘယ်လောက်ရှိလဲ number 5 what is it in front of you နော်မင်းရဲ့အရှိကဘာလေးလဲ เนาะဥပမာ is a book is a pencil စသဖြင့်ဖြည့်လို့ရပါတယ်။ကဲဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပဲ။ဒီချက်ကိုဒီနေ့သင်တဲ့သင်ခန်းစာက subject b subject pronoun ပေါ့เนาะ simple present simple present ဖြစ်တဲ့အတွက် is မှာကိုပဲအဓိကထားပြီးတော့အဲ subject ဘလို့ subject pronoun နေနဲ့တွဲသုံးရတာလဲဆိုတာကိုသင်ပြသွားတယ်။ Okay ဒါဆိုရင် bye bye see you in the next video